ကျွန်တော်တို့ရှေ့ပတ်တုန်းကဟဲ့လားကြဲတစ်ခုဟာဘလူတွေပွေးဖွာလာလဲပြီးတော့ဘလူမျိုးတွေနျူကလ িয়ার ရီအက်ရှင်တွေတုံးပြီးတော့လောင်ကျွမ်းနေတယ်လေနော်မလို့ပေါက်ကွဲနေတယ်လေဒါမျိုးတွေကျွန်တော်တို့ဆွေးနွေးခဲ့ပြီးပြီးတော့ကြဲတွေရဲ့တက်တန်းတွေကိုကျွန်တော်တို့ပြောခဲ့တယ်အဲ့တော့အရန်ကူသေးလွန်းတဲ့ကြဲတွေ brown dwarf တွေဒီ trillion of years လောက်ထိကြာတယ်အဲ့တော့စัจ java လာအခုလက်ရှိရှိတဲ့စัจ java လာတက်တန်းနဲ့ပူပြီးကြာတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့အဆုံးကိုတော့ကျွန်တော်တို့မမြင်ရသေးဘူး အဲ့တော့ကျွန်တော်တို့နေလိုအရွယ်စားအလေအလက် size လောက်ရှိတဲ့ကြဲတွေဆိုလို့ရှိရင်တော့ပြန်ပြအပြင်10 billion years နှစ်သန်းပေါင်း1000လောက်ထိကြာတယ်။အရန်အရန်ကိုကြီးလွန်းတဲ့ကြဲတွေကကြတော့ a few million years လို့ခေါ်တယ်။ဟာလာနှစ်သန်းကနန်းသန်း10ကနန်းလောက်ပဲကြာပြီ။ဟိုဟာဘာဖြစ်လို့ဆိုသူ့မှာရှိတဲ့ nuclear reaction တွေဒီအရန်များတယ်။သူ့မှာရှိတဲ့လောင်စာတွေကိုတုံးတဲ့နှုံကအင်မတန်များတဲ့အတွက်ကြောင့်မလို့တတန်းတူတယ်။ဒီအကြောင်းတွေကိုကျွန်တော်တို့ဆွေးနွေးခဲ့ပြီးသွားပြီ။ ဟုတ်ပြီဒီအပတ်မှာတော့ကျွန်တော်တို့ကဒီကျဲလေးဟာဘလို့တတ်တန်းကုန်တယ်လဲတတ်တန်းကုန်ကနီးဘာတွေဖြစ်တယ်လဲသူတို့ရဲ့ဘဝနှီးကုန်တွေကိုဆက်ပြီးတော့ဆွေးနွေးမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါ The Nerdy Space အဲ့တော့လေအဲ့တော့ကြဲတလုံးကအခုကျွန်တော်တို့ဘယ်ရစပြုံးမလဲဆိုကျွန်တော်တို့နေလို့အလေအလတ် size လောက်ရှိတဲ့ကြဲတလုံးဟာ သူဟာတက်တန်းကုန်ကန်နီးဆိုလို့ရှင်သူ့မှာရှိတဲ့ hydrogen တွေကို helium ပြောင်းတဲ့ဖြစ်စဉ်ကတော်တော်လေးခီးပြောင်းနေပြီ hydrogen တွေအင်မတန်ကိုနဲလာတယ်အဲ့ဒီချိန်ကုန်ကန်နီးလောက်ဆိုပြီးဘာဖြစ်လဲဆိုတော့ star ရဲ့ core လို့ခေါ်တဲ့အတွင်းမိုင်းကအတွင်းဥတိုင်းကအတွင်းကိုကြုံ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 လာတယ်သူ့ရဲ့ shell လို့ခေါ်တဲ့အပြင်ကုန်ကြီးကတော့တဖြည်းဖြည်းတဖြည်းကြီးလာတယ် ပြောချင်တာဘာလဲဆိုတော့ဟာလာလောင်စီကနဲသွားပြီလေအဲ့တော့ရှိလောင်စီနည်း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 ပဲကြံနေလောင်စာတွေအကုန်လုံးအတွင်းကိုစုပြီးတော့ဟာလာအတွဲမှာရှိတဲ့မီလင်းပူကနဲသွားတဲ့သဘောပဲเนาะအဲ့ဒါကြောင့်မလို့ဘလိုရာတွေလို့သူအပြင်ကိုခါထုတ်လိုက်တယ်အပြင်ကိုထွက်လာတယ်ပေါ့ပြောချင်တာအဲ့လိုမျိုးဖြစ်တဲ့ဖြစ်စဉ်ရှိတယ်เนาะအဲ့ဒီအချိန်မှာပဲကြယ်ဟာလည်းဘာဖြစ်လာလဲဆိုတော့အနီရောင်တအားကိုတန်းလာတယ် size ကလည်းကြီးလာတယ်အနီဘက်ကူပူရောက်လာတယ်เนาะလင်းလည်းအရန်လင်းလာတယ်ပေါ့เนาะအဲ့တော့အဲ့ဒါကိုဘာခေါ်လဲဆိုလို့ရှင် red giant လို့ခေါ်တယ်အဲ့တော့ကျွန်တော်ရှေ့တုန်းက ြခဲ့တဲ့ diagram နဲ့ပြောမယ်ဆိုလို့ရှိရင် HR diagram မှာသူကအပေါ်ညာဘက်ရောက်နေတယ်ပြောချင်တဲ့အဓိပ္ပာယ်ကအပူချိန်အားဖြင့်တော့နည်းနေပြီเนาะဒါပေမဲ့ဘာဖြစ်လဲဆိုအလင်းအောင်အားဖြင့်တော့အရန်တောက်နေတယ် red joint ရင်ချင်းဖြစ်တယ်เนาะဟိုလူတွေ ਨੇ နှိုင်းရှင်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ဗျာဟိုဘာခေါ်လဲငိမ့်ခန်ကြီးနောက်ဆုံးကောက်ယူမီလို့ဟလာထလင်းတဲ့သဘောမျိုးပေါ့เนาะအဲ့ဒါဖြစ်သွားတဲ့အခါမှာတဲ့သူရဲ့ call လို့ခေါ်တဲ့ဟလာ ကလေးဥတိုင်းကအတွင်းကိုအတင်းကိုကြုံလိုက်တဲ့အတွက်ကြောင့်မလို့နျူကလ ియర్ ရီအက်ရှင်တွေဖြစ်တာကိုမြန်တဲ့မြန်အောင်ပုံပြီးဖိအားပေးလိုက်တယ်လို့ဖြစ်တယ်။နော်ဒါဖြည့်ရှင်းပြရအောင်မိကုံရန်ကုံညှစ်ချနေတာပေါ့ဗျ။အဲ့ဒီချိန်မှာတဲ့နော်ကျွန်တော်တို့လိုနေလို့ကြဲ့ဒီဟာဘာလို့ဘလို့အစွမ်းရှိတယ်လဲဆိုရင်အဲ့ဒီဟီလီယမ်တွေကိုပေါင်းပြီးတော့နော်နောက်ထပ်ကာဗွန်တို့အောက်ဆီဂျင်တို့စတဲ့ elements တွေကိုပါထပ်ပြီးတော့ထပ်ချက်လုံနိုင်တဲ့ဖြစ်စဉ်ဖြစ်တယ်เนาะအဲ့ဒီဖြစ်စဉ်ကိုဘာခေါ်လဲဆိုရင် helium flash လို့ခေါ်တယ် helium မီးထောက်ချင်းပေါ့ဗျာ ပြောရမယ်ဆိုရင်နော်မီးလောင်လို့ကိုကဟိုလိုမျိုးလောင်တာကိုပြောတာမဟုတ်ဘူးเนาะအဲ့တော့အစစချင်းကဟိုက်ဒရိုဂျင်နှလုံးပေါင်းပြီးဟီလီယမ်အခုတော့ဟီလီယမ်၃လုံးပေါင်းပြီးတော့ကာဗွန်အောက်ဆီဂျင်စသဖြင့်ဒီလိုမျိုးနောက်ထပ် heavier element ပေါ့เนาะပိုလေးတဲ့ element တွေကိုပေါင်းဟိုထပ်ပြီးတော့ထက်ချက်တယ်เนาะအဲ့လိုထက်ချက်တဲ့အခါမှာဆိုရင်သူက red giant ဘဝနေပြီးတော့ပြန်ပြီးတော့ကျွတ်သွားတယ်အဲ့တော့ဘာဖြစ်လဲဆိုရင်ကျယ်လေးကပြန်သေးလာတယ် เนาะဥကလေးဥတိုင်းကလည်းပို့ပြီးတော့အလုတ်ပို့လှုပ်လာတယ်။နောက်ကျဲအယောင်ကလည်းဘာဖြစ်လို့အပြာယောင်လည်းလဲနေနေပြန်တန်းလာတယ်။เนาะပထမကျဲနဲ့မတူတော့ဘူးပေါ့ဗျာ။ဒါဘဝပြောင်းကန်နေရှင်းရှင်းပြောရင်ကဆဆကျင်ဟိုက်ဒရိုဂျင်ကိုချက်လုံနေတဲ့ကျဲကအခုဆိုရင်ဟီလီယမ်ကိုချက်လုံနေတဲ့ကျဲအဖြစ်ပြောင်းသွားတယ်။เนาะနျူကလ িয়ার ရီအက်ရှင်เนาะရီအက်ရှင်ပဲဖြစ်စင်မတူတော့။အဲ့ဒီဖြစ်စင်နဲ့ပဲနောက်ထပ်နှစ်တန်းမောင်းထောင်ချီပြီးတော့ဆက်ပြီးတော့နေတယ်ပေါ့။နေပြီးတော့အဲ့ဒီဟီလီယမ်တွေပါကုန်ကန်ကြီးဖြစ်လာတဲ့အခါမှာအခုနလိုပဲ red giant ရဲ့နောက်တစ်ခေါက်ထပ်ဖြစ်တယ်။ ြောချင်တာဗာလဲဆိုတော့ဟိုကလေးဦးတိုင်းကထပ်ပြီးကြုံလာတယ်ဘေးက Shelly ကထပ်ပြီးတော့ကျဲလာတယ်နော်ဒီတစ်ခေါက်ကြတော့တဲ့ဗာဖြစ်လဲဆိုလို့ရှင်ဟွာဘာမှထပ်ပြီးတော့လှုပ်လို့မရတော့ဘူးအဲ့ဒီချိန်မှာကလေးဦးတိုင်းကတအားကိုကြုံလာပြီအဲ့ထဲမှာဆိုရင်အသုံးနာဘာမှဟုတ်ဒီပတ်ဒီမကြံတော့တဲ့ Hydrogen နည်းနည်း Helium နည်းနည်း Carbon Oxygen ဓာတ်တွေပဲကြံတယ်ဘာမှထပ်ပြီးတော့ထက်ချက်လို့စရာများများဆဆမရှိတော့တဲ့အချိန်မှာအဲ့ဒီဂျေဟာတတ်တန်းကုန်သွားတယ်။အဲ့လိုတတ်တန်းကုန်သွားရင်ဘာဖြစ်လဲဆိုရင် အဲ့ဒီကိုရနောက်ဆုံးဟိုးတွင်းထီကိုကျုံဝင်သွားတယ်ကျုံဝါပြီးတော့ဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ဒီနောက်ဆုံးကြံခဲ့တဲ့ဥစ္စာကို white dwarf လို့ခေါ်တယ်နော်အဖြူလေးပေါ့နော်အဲ့ဒီ white dwarf ဒီအင်မတန်ကိုသေးတယ်ပြီးတော့အင်မတန်ကိုပူတယ်ဘာဖြစ်လို့လဲဆိုတော့ခုနရှိန်ကြီးအကုန်လုံးကြံနေတယ်အတွက်ကြောင့်မလို့အပြင်ရရှိတဲ့ shell ကြီးကဘာဖြစ်သွားလဲဆိုတော့ဟလာ तू တုံးမလို့ရတဲ့ဟာလေအကုန်လုံးသူ့ရဲ့ဒီ stellar nebula လို့ခေါ်ရဲကြာကြဲဒီမွေးဖွားရနေရပေါ့သူ့ပတ်ပတ်လေအကုန်လုံးပြန်ပေးလိုက်တယ်နော်ပေးလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီနေရာလေးကိုဘာခေါ်လဲဆိုတော့ကျွန်တော် planetary nebula လို့ခေါ်ရဲနော် အနက်ပြူလာဆိုတာဒါဒန်းကွေတွေစုနေတယ်စုဝေးပေါ့ဒါသူ့ရဲ့လက်ကျန်တွေအကုန်လုံးထွက်သွားသူ့ရဲ့ဒေခံတွေမှာထုတ်သွားတဲ့ကုစားပေါ့နော်အဲ့ဒီ planetary nebula ကိုတကယ်တော့အရင်တုန်းကသူတို့ကသူတို့က planet တွေလို့ထင်ခဲ့တာနော်ထင်ခဲ့တာဆိုတော့ကျယ်ကြီးရဲ့ပတ်ပတ်လည်မှာရှိတဲ့အငွေ့တွေပေါ့အဲ့ဒီကနေပြီးတော့မှဟိုဟိုဂျိုတွေကဘာတွေအဲ့လိုစသဖြင့်ဒါတွေမွေးဖွားမဲ့နေရာလို့ထင်ခဲ့လို့ planetary လို့နာမည်ပေးလိုက်တာတကယ်တော့မဟုတ်ဘူးဒါသူ့ရဲ့ဘဝနီးကုန်ဖြစ်နေပြီနော်ဒါမဲ့သူကနာမည်ရောပြန်မပြောင်းတော့ဘူး planetary လို့ပဲခေါ်တယ် အဲ့ဒီ core ဖြစ်တဲ့ white dwarf ဒီကျွန်တော်ခုနပြောသလို immortan ကိုလည်းပူတယ်ဒါပေမဲ့အလင်းရောင်တောက်ပါမှုကတော့မရှိတော့ဘူးဘာဖြစ်လို့ဆို reaction တွေကုန်သွားပြီအဲ့တော့အခုက HR diagram မှာထည့်မယ်ဆိုလို့ရှင်သူ့ဘယ်ဘက်အောက်ထဲမှာထည့်နော်ဘယ်ဘက်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆို immortan ကိုပူတဲ့အတွက်ကြောင့်မလို့ဒါပေမဲ့အောက်ထဲရောက်သွားတယ်ဆိုတာကတော့အလင်းတောက်ပါမှုမရှိတော့လို့နော်အဲ့ဒီအဟာဖြစ်တယ်ပေါ့နော်အဲ့ဒါကိုဘာခေါ်လဲဆိုရင် white dwarf လို့ခေါ်တယ်အဲ့နော်အဲ့ဒီ white dwarf ဒီ ဘာဖြစ်လဲဆိုအရန်ကို dance ဖြစ်တယ် dance ဖြစ်တယ်ဆိုတာအင်မတန်တိတ်သီးတယ်ပေါ့ဘာဖြစ်လို့တိတ်သီးလဲဆိုတော့နောက်ဆုံးလက်ချက်ဟိုဟာဟိုဟာဓာတ်ငွေလုံးကြီးကနေမှမှလုံးဝကျက်သွားအောင်ကျန်တာ ော်ဘလောက်တောင်သိသိလဲဆိုလို့ရှင်သူ့ရဲ့အရွယ်စားကဘာတလုံးစားလောက်ပဲရှိတယ်နော်အဲ့တော့ကျွန်တော်တို့နေနဲ့ကဘာနဲ့ကျွန်တော်ရှင်ပြဘူးတာရှိတယ်ဟုတ်လားနေဒီကဘာအထက်အချင်းအားဖြင့်ဆိုလို့ရှင်တော့အစား130ကြီးတယ်နော် volume တူတယ်အားဖြင့်ဆိုလို့ရှင်ဟုတ်လားတို့တန်းနဲ့ချီပြီးတော့ကြီးတယ်ဟာကြီးကကဘာတလုံးစားလောက်ပဲအရွယ်ကြံတော့တယ်နော်အဲ့တော့အဲ့ထဲမှာမှာသူချက်ထားတဲ့ဟလာဟိုကာဗွန်နေအောက်ဆီဂျင်နေဟီလီယမ်နေနဲ့ဟိုက်ဒရိုဂျင်နေနဲ့ပြန်တယ်။အဲ့ဒီ white dwarf တီဘလောက်တောင်တိတ်တီးတလဲဆိုရင်သူ့ရဲ့မြေကြီးကိုအကယ်၍လာလဖိတ်စုံတစုံစာလောက်ကတော့ကဘာပေါ်မှာ15တန်လ ော့၄ချိန်ရှိတယ်။နော်ဘလောက်တောင်တိတ်သီးတယ်လဲဆိုတာနော်။တိတ်သီးတဲ့ပြင်ပါဖြစ်လို့ဆိုတော့အရန်လဲပူတယ်။ဒါပေမဲ့လည်းသူ့မှာ nuclear reaction ဆိုတာမရှိတော့တစ်ချိန်ချင်းတော့တဖြည်းဖြည်းနဲ့တော့အေးသွားမှာပေါ့။ဒါမဲ့စက်ကြပါလားပါ။အကြာကြီးပဲဆက်ပြီးတော့ပူနေတယ်။ နော်ဒါပေမဲ့လင်းသလားဆိုလို့ရှင်တော့မလင်းတော့ဘူးเนาะအဲ့ဒါကြောင့်ခုနပြောရဲ HR diagram မှာဆိုလို့ရှင် out ဘယ်ဘက်ဖြစ်နေတယ်เนาะဘယ်ဘက်ဖြစ်နေလဲဆိုတာပူနေလို့ပေါ့เนาะအောက်ရောက်နေတယ်ဆိုတာမလင်းလို့ပေါ့ဒါကျွန်တော်ဒီရှေ့ဘက်ကပြောတဲ့ဒီ HR diagram နဲ့ဆိုလို့ရှင်เนาะ main sequence star မဟုတ်ဘူးဒါကတော့ကျွန်တော်တို့နေလို့ကျဲတစ်ခုရဲ့ဘဝနေကုန်ဖြစ်တယ်เนาะအဲ့တော့သူ့ရဲ့ဖြစ်စဉ်ကိုကြည့်လို့ရှင်ဆက်စချင်းကျွန်တော်တို့ periodic table ဆိုတာငငယ်တော့အသင်နေ elements တွေချရေးထားတဲ့ table မှာကြည့်ကြည့်လိုက်ဟဲ့လားဆက်စချင်း hydrogen hydrogen နဲ့ helium helium နဲ့ carbon oxygen ဒါမျိုးတွေချက်လုပ်တယ် ဟုတ်ပြီနော်တူထက်ကြီးတဲ့ကြယ်တွေเนาะကျွန်တော်တို့ပြောတယ်တကယ်ဟိုအပြာရောင်အကြီးတွေဘလူးဂျိုင်းယန်ကြီးတွေဆိုလို့ရှိရင်เนาะသူ့ရဲ့ဟိုဟာဘာလို့ဆို gravity ကအင်မတန်ကိုများတဲ့အတွက်ကြောင့်မို့သူတို့တက်တန်းကုန်တဲ့အချိန်မှာအဲ့ဒီကာဗွန်အောက်ဆီဂျင်တွေနေမရက်ဘူးအဲ့ဒီဟာကိုဆက်ကြော်ပြီးတော့ဘာလဲဆိုနီယွန်ဆီလီကွန် ion တန်တီเนาะ Fe ဆိုတာ ion A အထိကိုဆက်ပြီးတော့ကြော်ကြော်ပြီးချက်နိုင်တယ်เนาะဒါဆိုတာကုန်ငယ်နေကြရင်သူတို့အလားလားလောက်ထိ တိုးပြီးတော့ပါဝါကိုတုံးနိုင်တယ်ပေါ့ပြောချင်တဲ့ energy ကိုတုံးနိုင်တယ်เนาะဒါပေမဲ့ iron ကိုတော့ကြော်ပြီးတော့ဘယ်သူမှမထုတ်ဘူးအဲ့တော့ကျွန်တော်တို့ဒီ periodic table မှာ iron ကဘာဖြစ်လဲဆို iron ထပ်ပို့ပြီးလေးတဲ့ element တွေဒီဘယ်ကျဲကားမှမချက်လုံနိုင်เนาะအဲ့ဒါကလည်းသူ mechanism ပေါ့အကြောင်းအရာတွေရှိတယ်ဒါကတော့ particle physics မှာတတ်တတ်သွား နော်အဲ့တော့ impact ကိုကြီးတဲ့ကြေဆိုလဲဖြစ်စင်ရတော့ခုနတိုင်းပဲဟာလာတို့တက်တန်းကုန်ကနီဟိုက်ဒရိုဂျင်နေကုန်ဟာလာဟီလီယမ်နေထွက်လာအမ red giant ကြီးတစ်ခါဖြစ်နောက်ပြီးတော့ helium flash ဆိုတာ helium နဲ့တစ်ခါထပ်မီးလောင်ကာဗွန်နေအောက်ဆီဂျင်နေဖြစ်ပြီးကျွန်တော်ခုနပြောသလိုပဲအဲ့ဒါနေမှာ neon silicon ion ဒါမျိုးတွေအစင်စင် sensitivity ချက်နော်အဲ့လိုဖြစ်တဲ့တခြားလောက်ပါတော့ red giant ကြီးတွေခဏခဏဖြစ်လိုက်ဟောကောကြီးကကျုံသွားလိုက် အာထပ်ပြီးတော့ချက်လိုက်နောက်ထပ်ပြီးတော့ချက်လိုက်နေ elements တွေကလည်းတလေရပြီးတလေရများ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 လာတယ်။ဒါပေမဲ့နောက်ဆုံး iron ပြီးဘာမှထပ်ပြီးချက်လို့လို့မရတော့ပြောချင်တာ iron ကိုပေါင်းပြီးတော့ဒီထပ်ပိုလေးတဲ့ element လောက်လို့မရတော့ဒါပေမဲ့အဲ့ချိန်မှာသူ့ရဲ့ shell ကြီးရတယ်အကြီးကြီးဖြစ်နေပြီ။သူ့ရဲ့ outer shell ကြီးတဲ့ gravity ကလည်းအများကြီးဖြစ်နေပြီ။ เนาะအဲ့တော့ကျွန်တော်ခုနပြောခဲ့ဘူးတယ်ဘာလဲဆိုရင် nuclear reaction ကဒီဖြစ်တဲ့အပြင်ကိုတုံးကန်တဲ့အားနဲ့ gravity ကနေပြီးအတွင်းကိုဆွဲဆူတဲ့အားနဲ့ n အားတစ်ခုကတလျှောက်လုံးမှာ stable balance လို့ခေါ်တယ်မျှကြေတစ်ခုမှာရှိနေတယ်ဒါပေမဲ့အဲ့ဒီကျေဟာသူ့ရဲ့ချက်လုံးမှုအစင်းစင်းစင်းပြီးတော့အားလုံးလုံးဝထပ်ပြီးတော့ပောက်ခွဲစရာမရှိတော့ဘူး energy မရှိတော့ဘူးဆိုတဲ့အချိန်မှာ gravity ရဲ့ချက်ချင်းကိုနိုင်သွားတယ်အဲ့တော့အဲ့လောက် air မကြီးဖြစ်နေတဲ့ကျေကြီးကဘုံဆိုပြီးတစ်ခါလဲဆွဲပြီးတော့ကြုံသွားတယ် ော်အဲ့ကြုံသွားတဲ့အချိန်မှာအဲ့မှာပပဝင်းချင်းမှာရှိတဲ့ particles တွေရလေအလင်းရဲ့အလင်းရဲ့လေးပုံတပုံလောက်ရှိတဲ့เนาะအလင်းနဲ့အတွင်းကိုဝုန်းတဲ့အကုန်ဝင်ပြီးတော့ရိုက်တယ်ရိုက်တဲ့အခါမှာမဟာပတ်ကွေးမှုကြီးတစ်ခုဖြစ်တယ်အဲ့ဒါကိုဘာခေါ်လဲဆိုရင် supernova လို့ခေါ်တယ်ဟုတ်ပြီเนาะအဲ့လို supernova တွေဟာဘာလဲဆိုလို့ရှိရင်ဟိုကျွန်တော်တို့ မှတ်တမ်းမှတ်ရာတွေရှိတယ်။တက်ကရစ်1054ခုနှစ်မှာလေဘာလဲဆိုတော့ကောင်းကင်မှာလို့စူပါနိုဗာဆိုတာတစ်ခုဖြစ်ခဲ့ဘူးလေ။အဲ့ခေတ်ကတော့ကဲဘာတွေပဲရှိဘူး။ဒါပေမဲ့လူတွေမှတ်တမ်းမှတ်ရာရှိတယ်။အဲ့ဒီစူပါနိုဗာကိုနှစ်ပေါင်းကြာတန်းကြာအထိမြင်ရတယ်။နောက်မှတဖြည်းဖြည်းမှိန်သွားတယ်။အဲ့ဒီစူပါနိုဗာဖြစ်စင်မှာဆိုလို့ရှိရင်တော့အခုနအာယွန်တန်ထက်လေးတဲ့ element တွေ nickel, zinc, silver, gold ဒီလို element တွေကိုပါထပ်ပြီးတော့တိဆောက်နိုင်တယ်တက်ပြီးတော့ချက်လုံနိုင်တယ်။အဲ့ဒါကြောင့် iron ထပ်ပို့လေး၄တဲ့ element တွေ ကျွန်တော်တို့ခန္ဓာကိုယ်ပေါ်လာကျွန်တော်တို့ကဘာပေါ်ဘလို့တွေရောက်လာလဲဆိုလို့ရှင်အဲ့လိုစူပါနိုဗာလို့ဖြစ်စဉ်တွေရောက်လာ။ဟောကျွန်တော်မေးပါဟာစူပါနိုဗာဟုအဝေးကြီးမှာဖြစ်တာကျွန်တော်တို့စီဘလို့ရောက်လာ။တော့အဲ့တော့ဒါကျေတစ်ခုရဲ့ဘဝမိကုန်ပြီလို့အကျဉ်းကျန်ဟာလာအဲ့ဒီအကျဉ်းကျန်နေမှာနောက်ထပ်ကျေတစ်ခုအစပြီးတော့ဆက်ဖြစ်တဲ့အခါမှာဆိုလို့ရှင်အဲ့ဒီကျေထဲမှာစကရေအိုင်ယွန်နေအိုင်ယွန်ထက်လေးတဲ့ element တွေရောက်လာပြီ။အဲ့ဒီကျေရနေမှာသူ့ပတ်ပတ်လေးရာဖြစ်တဲ့ဟာလာကဘာတွေဂျူတွေမှာလည်း အာယုန်တို့အာယုန်တို့လေးတဲ့ element တွေဖြစ်လာပြီเนาะအဲဒါကြောင့်မလို့ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိရှိသမျှတော့ဟလာ elements တွေအကုန်လုံးပါလေတကယ်တော့ဟိုးအရင်အရင် big bang အပြီးတုန်းကကြယ်တွေရဲ့ပောက်ကွဲမှုအနေမှာချက်လုပ်ပြီးဖြစ်လာတာလို့ပြောလို့ရတယ်ဘာဖြစ်ဆို big bang တော့ hydrogen နဲ့ helium ပဲနောက် lithium နည်းနည်းအဲ့လောက်ပဲထွက်လာတော့တခြား element တွေမထွက်ခဲ့ဘူး ဒါဒါတပိုင်းပေါ့နော်။အဲအဲ့ဒီစူပါနိုဗာပောက်ကွဲမှုရဲ့ဘလောက်တောင်လင်းလဲဆိုလို့ရှိရင်ဘလောက်တောင်အလင်းရောင်နေ energy တွေထွက်လာများလဲဆိုရင်သူ့ရဲ့ကိုယ်ပိုင် galaxy ထက်တောင်ပိုလင်းတယ်တဲ့။အဲ့တော့ပြောချင်တာကျွန်တော်ရှေ့ပိုင်းမှာပြောခဲ့ဘူးလေဟာလား galaxy မှာဆိုလို့ရှိရင်အတွင်းပိုင်းကအလင်းဟိုဟာ energy အတောက်ဆုံးပဲ active galaxy ဆိုရင်ဟာလားစုစုပေါင်းကျဲတွေအကုန်လုံးပေါင်းတာတဲ့အစတရာပိုတောင်လင်းတယ်လို့ပြောတယ်။ဒါပေမဲ့အဲ့ထက်ကျဲတလုံးတည်သွားလို့စူပါနိုဗာလို့ဖြစ်သွားပြီဆိုရင် အဲ့ဒီရဲ့အလင်းရောင်က Galaxy တစ်ခုလုံးလွှမ်းမိုးသွားတယ်အဲ့လောက်ထိလင်းနေအဲ့ဒါကိုကျွန်တော်တို့မှတ်တမ်းမှတ်ရ1054ခုနှစ်မှာဟလာနိုင်ငံပေါင်းများစွာနေတပြိုင်နက်မှတ်တမ်းထားထားတာတွေရှိတယ်တရုတ်တွေဘာတွေပါအပါဝဲကောက်ကဲမှာအဲ့လိုကျဲတခုအကြီးထားပြီးတော့တောက်လာတယ်နှစ်ပေါင်းများစွာကြာတယ်ပြီးတော့မှတဖြည်းဖြည်းမိန်သွားတယ်เนาะအဲ့တုန်းကတော့လူတွေကထင်တာအော်ဒါကျဲတခုမွေးဖွားတယ်လူထင်တယ်တကယ်တော့မဟုတ်အဲ့ကြီးအဲ့ဒီကျဲစုံသွားတာဖြစ်တယ်ဟိုဟာတတ်တန်းကုန်သွားတာဖြစ်တယ်စူပါနိုဗာเนาะအဲ့တော့အခုထိကတော့ဟလာဟိုကျွန်တော်တို့မျက်မြင် ဟိုဟာစူပါနိုဗာဆိုပြီးတော့ကျွန်တော်မျက်စိနဲ့မြင်ရလောက်တဲ့အထိအနီးနာကျယ်ပြီးမဖြစ်သေးနော်တခုဟုတ်ပြီအခုဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကျယ်လေးရဲ့ဏိကုံးကိုတော့ပြောပြီးသွားပြီဒါပေမဲ့ကျယ်ဒီတိတ်ဆုံးသွားပြီးတော့နောက်မှာဖြစ်တယ်သူတို့ရဲ့ရုပ်အလောင်းရုပ်ကလပ်ကြီးအကြောင်းဆက်ပြီးတော့ပြောရအောင် เนาะအဲ့ဒါဆိုကျွန်တော်တို့အဲ့ဒါမပြောခင်မှာဆိုတော့ solar mass ဆိုတာလေးကိုကျွန်တော်ထည့်ပြီးတော့ပြောခြင်းတယ် one solar mass ဆိုတာဘာလဲဆိုရင်ねကျွန်တော်တို့ရဲ့ကျယ်ကျွန်တော်တို့ရဲ့နေရဲ့အလေးချိန်เนาะ1.989 into 10 to the power 30 kg ရှိတယ်လို့ကျွန်တော်တို့မှတ်ခံမှန်းတယ်เนาะဒါလည်းတွက်ချက်ထားတာရှိတယ်เนาะအဲ့တော့အဲ့ဒါဘာအိပ်ပဲလဲဆိုတော့ဟာလာအဲ့ဒီ1.989 p အနောက်မှာ300ကြီးပဲအလုံး30အထက်အလောက်လောက်ကီလိုဂရမ်လေးတယ်ဒါကျွန်တော်တို့နေရဲ့အလေးချိန်အဲ့ဒါကို1 solar mass လို့သတ်မှတ်တယ် တော့ပြောချင်တာနေတဲ့နှစ်ဆ၄လို့ရှိရင်ဒါ2ဆိုလာ mass ပေါ့ဗျာနေတဲ့10ဆလင်းတန်းဆိုလာ mass ပေါ့ဒါကျယ်တွေရဲ့အလေးချိန်ဟုတ်ဒါဆိုလာ mass နဲ့ကျွန်တော်တို့ပြောတယ်နောက်ဆိုလာ mass ဆိုတာပါလဲကျွန်တော်တို့နေရဲ့အလေးချိန်နော်ဘာလို့ဒါကိုယူလဲဆိုတော့ဒါကျွန်တော်တို့နေရို့ဒါကို1လို့တော့ယူတာပေါ့လွယ်တာပေါ့နော်အဲ့တော့နေတဲ့တဝက်ပေါ်တဲ့ကျယ်ဆိုရင်0.5ဆိုလာ mass ဒီလိုမျိုးဖြစ်ဆိုရင်ねကျွန်တော်ကျယ်တွေကိုတော့3ပိုင်းပိုင်းပထမဆုံးကြေရပါလဲဆိုလို့ရှင်ပထမဆုံးအတန်းဝင်ကတော့3.38ဆိုလာမတ်ဆိုတော့ကျွန်တော်တို့နေရဲ့ ဟလာပတရားပုံ၈ပုံ၈ရာဂိုင်လုံးလောက်ပဲအလေးချိန်ရှိတဲ့ကျဲအဲ့ထက်သေးတဲ့ကျဲတွေဆိုလို့ရှိရင်သူ့ထဲမှာနျူကလ িয়ার ရီအက်ရှင်ဆိုတာကြီးကောင်းကောင်းမဖြစ်ဘူးတကယ်တော့ဖေးလ်စတားလို့တောင်ပြောလို့ရတယ်အဲ့ဒါကြောင့်မလို့လေ ပါလဲဆိုသူတို့ကချိန်တိုင် brown draft red black draft တို့အဲ့ဒါမျိုးတွေဖြစ်သွားတယ်เนาะကျဲအနေနဲ့ကိုဖြစ်ဖြစ်မင်းမြောင်မဖြစ်လိုက်ဘူး fail star လို့လည်းခေါ်တယ်အဲ့ဒါကြောင့်သူတို့မှလည်းဘာမှဟိုတက်တန်းကုန်နေဆိုတာလည်းမရှိတော့ဘူးပေါ့เนาะမရှိဘူးဆိုတော့မဟုတ်ဘူးသူတို့က trillion of years လို့တော့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့စက်ကြဝလာတက်တန်းတွင်းမှာတော့သူတို့တိတ်ဆုံးတယ်သူတို့ရဲ့ရုပ်ကလပ်ကိုအခုထိမတွေ့ရသေးဘူးဒါနံပါတ်1မျိုးအစားနမတ်နှစ်အမျိုးအစားကကျွန်တော်ခုနပြောကျွန်တော်တို့နေလူဟာလို့ပြောတယ်။အတိအကျပြောမယ်ဆိုလို့ရှင်တော့ခုန3.3မှ3.8ထက် များတယ်ဒါပေမဲ့အရှိတ်ထက်နေတယ်နော်အဲ့တော့ကျွန်တော်တို့နေထက်ရှစ်ဆကြီးလို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့နေရဲ့တရာပုံရှစ်ပုံရှစ်ရာခိုင်နှုန်းဖြစ်လို့ရတယ်အဲ့ကြားတဲ့ size ပေါ်မှာ10ဆကြီးက15ဆကြီးနေနေပြီမပေါအောင်အဲ့လိုကျယ်နေဆိုလို့ရှိရင်တော့ခုနပြောသလိုပဲအားလုံးပြီးသွားတဲ့အချိန်မှာ white dwarf ဆိုတာကြီးထွက်လာတယ်ပြီးတော့ planetary nebula ဆိုတဲ့ဘေးနားကနေပြီးတော့အမိုက်တွေအကုန်လုံးခါထုတ်ပလိုက်တယ်ဟုတ်ပြီနော် အဲ့ကျွန်တော်တို့နေထက်၈စကြီးရဲ့8ဆိုလာမတ်စတာကြီးရဲ့ကြဲတွေအကုန်လုံးဒီဟဲ့လားခုနပြောတဲ့ဘလူးဂျိုင်းယန့်ကြီးတွေအကုန်လုံးဒီဘာဖြစ်လဲဆိုရင်အာလုံးပြီးပောက်ကွဲသွားတဲ့အချိန်မှာစူပါနိုဗာဆိုတာကြီးဖြစ်လာတယ် elements တွေအစ်တဲ့ဖြစ်တဲ့ဟာလင်းထိန်ပြီးတော့ဒါမျိုးတွေဖြစ်တယ်သူ့ရဲ့ခလေကောင်ကောကဘာဖြစ်သွားလဲကျွန်တော်မပြောရသေးဘူးเนาะအဲ့ဒါကိုကျွန်တော်ဆက်ပြီးတော့ပြောမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဟိုဘက်ကနေစပြီးတော့ဟိုတော့ brown drop တွေကြောင့်ကျွန်တော်စိတ်မဝင်စားဘူးเนาะ ဲ့တော့ဒီ white dwarf ဖြစ်တဲ့ကိစ္စပေါ့အဲ့ဒီ white dwarf ဆိုတာဒီပါလဲဆိုတော့ကျွန်တော်တို့နေလို့အရွယ်စားကျဲဘဝနေကုန်းချုပ်သွားတဲ့အခါမှာခလေကောင်တတရကျန်နေကြစ်လစ်နေတဲ့ core ဖြစ်တယ်เนาะအဲ့တော့အပြင်ကဟာတော့ planetary nebula ဖြစ်သွားပြီအဲ့ဒီ core ဒီ immortan ကိုမှဘာဖြစ်လို့ dance ဖြစ်တယ်တိတ်တီးတယ်ဘာဖြစ်လို့တိတ်တီးလဲဆိုတော့နေလို့အရွယ်စားရှိတဲ့ကျဲတခုဟာကဘာ size လောက်ပဲရှိတော့တယ် white dwarf ဖြစ်သွားတဲ့အချိန်မှာเนาะအဲ့တော့နေနဲ့ကဘာနဲ့အရွယ်စားဘလောက်กว่าလဲကျွန်တော်အရင်တော့ episode တွေမှာပြောဘူးတယ်အချင်းကြီးပဲရှိရင်တော့မှအပစပေါင်း130กว่าတယ် volume ဒူးတယ်ရှင်းမယ်ဆိုလို့အစပေါင်းတန်းနေချီပြီးကွာတယ်အတလန်လောက်ထိနော်ဟိုကြီးတဲ့ကြယ်ကြီးတစ်လုံးကကဘာ size လောက်ပဲဖြစ်သွားတယ်ဆိုတော့ဘလောက်တောင်တိတ်သီးသွားလဲနော်ဘာလို့ဆိုသူကသေကန်နီးမှာဆိုလို့ရှင်ဟာလာဟို hydrogen နဲ့ helium helium နဲ့ carbon oxygen ဒါမျိုးတွေဖြစ်တယ်ဆိုတော့တလေတလေရတလေရတလေရ heavier element ပေါ့လေးတဲ့ element တွေဖြစ်အောင်ချက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 ်ပြီးတော့အတွင်းကို တိန်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့เนาะအဲ့တော့အဲ့ဒီ white dwarf တစ်ခုမှရှိတယ်သူရဲ့ tea spawn ပေါ့เนาะလက်ဖေးဆုံးတစ်စုံစာမြေကြီးอ่ะဘလောက်အလေးချိန်ရှိလဲဆိုလို့ရှင်ကျွန်တော်တို့ကဘာပေါ်ကအလေးချိန်နေပြောမယ်ဆိုရင်15တန်လောက်လေးတယ်เนาะလက်ဖေးဆုံးတစ်စုံစာအလောက်လောက်ထိ white အလေးချိန်ရှိတယ် white dwarf ကပြီးတော့ immortal လဲပူတယ်ပူမှာပေါ့ဘာဖြစ်လို့ဆိုတော့သူပြီးခင်မှာ nuclear reaction အသေးအံဖြစ်ပြီးတော့ဟလာအသေးတွင်းကိုအသေးအံကြုံထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပူတယ်ဒါမဲ့ကြာလို့ရှင်တော့လည်းတဖြည်းဖြည်းနဲ့အေးသွားမှာပေါ့ဘာလို့ဆို nuclear reaction မဖြစ်တော့ရက်သွားပြီเนาะပြီးတော့ ပါလဲဆိုရင်လင်းရောင်ကြတော့အရန်မလင်းဘူးเนาะမလင်းဘူးသူကမှိန်တယ်ဘာဖြစ်လို့လဲဆိုတော့ပြီးပြီလေသူဆုံးသွားပြီဆိုတာဟုတ်အဲ့တော့သူ့ကိုခုန HR diagram ထဲမှာထည့်မယ်ဆိုလို့ရှင်ဘယ်ဘက်အောက်ထဲထည့်တယ်เนาะဘယ်ဘက်တဲထည့်တယ်ဆိုရည်ရည်ချက်ကပါလဲဆိုတော့အပူချိန်ညာလို့အောက်တဲမှာထားတယ်ဆိုရည်ဒီဒီဘက်ဒိတ်ပဲပါလဲဆိုရင်မလင်းတော့လို့เนาะဒါတကူဒါ white dwarf အကြောင်းပေါ့ဟုတ်ပြီ အခုနပြောတယ်ဟလာ8 solar master ကြီးရဲ့ကျယ်တွေဟာကိုသူတို့ရဲ့ဘဝအဆုံးသတ်မှာ super nova ဖြစ်သွားတယ်မှန်တယ်ဒါပေမဲ့သူ့ရဲ့ခလဲကောင်ကောကဘာဖြစ်သွားလဲအဲ့ခလဲကောင်ကောကဘာဖြစ်သွားလဲဆိုရင်အဲ့ဒီကောရဲ့အရွယ်စားကောရဲ့ mass ပုံမှာမူတည်တယ်တဲ့နော်အဲ့တော့ဘာလဲဆိုရင်နံပါတ်1ကအဲ့ခလဲကောင်ဂျန်ခဲ့တဲ့ခောက1.4 solar master ကြီးတယ်ဒါပေမဲ့3 solar master သေးတယ်နော်ဒါခလေကောင်ကိုဥပပြောတာเนาะကျဲတစ်ခုလုံးသူ့ရဲ့အရင်ဘဝကျဲတစ်ခုလုံး ਨੇ ပြောမယ်ဆိုရင်ဟလာ8 solar master ကြီးရဲ့ ဒါပေမဲ့40ဆိုလာမတ်စတာသေးတယ်ပြောချင်တာနေထက်8ဆနေရဲ့8ဆကနေအဆ40ချာမှာရှိခဲ့တဲ့ကျဲတခုသူ့ရဲ့ကောကတော့ဘာဖြစ်လဲဆိုလို့နေရဲ့1.4ဆကနေ3ဆပဲကျန်တော့ရဲ့ကျဲဖြစ်မယ်ဆိုရင်ねเนาะသူ့ရဲ့ခေါ်ကဘာဖြစ်သွားလဲဆိုတော့ neutron star ဆိုတာဖြစ်တယ်လေအဲ့ဒါပြောတယ်ဟုတ်ပြီအဲ့ neutron star ဆိုတာပါတယ် a neutral star ဆိုတာဘာလဲဆိုရင်ကျွန်တော် atom တစ်ခုရဲ့ပုံသဏ္ဍာန်ကိုပြန်ပြီးတော့ပြန်ပြောရအောင်เนาะအဲ့တော့ကျွန်တော်ခုနပြောတဲ့ core အထဲမှာဘာတွေရှိလဲ hydrogen helium carbon oxygen ပြီးလို့ကြီးတဲ့ကြယ်တွေအတွက်ဆိုလို့ရှိရင်တော့ဘာလဲ neon ဒါမျိုးတွေထိဆက်ပြီးတော့ချက်လုံနိုင်တယ်လို့ပြောတယ်เนาะအဲ့ဒီ elements တွေမှာကျွန်တော်အရင်တော့ပြောခဲ့ဘူးသလိုပဲခလေကောင်မှာ nucleus ရှိတယ်ဘေးပတ်ပတ်လည်းမှာ electrons တွေရှိတယ်เนาะ တော့ဒီပုံဒီအချိုးစားနဲ့ဆွဲထားတာမဟုတ်ဘူးเนาะအချိုးစားနဲ့ဒါတကယ်ဆွဲမယ်ဆိုရင် nucleus တစ်ခုကเนาะကျွန်တော်ဘဲကြီးစိတ်တစည်းစာလောက်ရှိတဲ့အချိန်မှာเนาะမျက်စိထဲမှာမြင်လိုက် atom တစ်ခုရဲ့ nucleus ကဘဲကြီးစိတ်တစ်ခုစာမှာရှိတယ်အဲ့ဒါကိုကျွန်တော်ကင်ထားပြီးတော့ဘောလုံးကွင်းရဲ့အလဲကောင်မှာသွားနေမယ်ဆိုရင်ဘေးနာ electron ပတ်တဲ့လမ်းဘောလုံးကွင်းတစ်ကွင်းစာလောက်ရှိတယ်เนาะပြောချင်တာ atom ရဲ့အရွယ်စားနဲ့ nucleus ရဲ့အရွယ်စားအဲ့လောက်ထိကွာတယ် နော်အဲ့ဒါဆိုရင်အဲ့ဒီ atom ရဲ့ဒီဟိုဟာ electron orbit ကြီးပေါ့နော်ဘောလုံးကွင်းတစ်ကွင်းစာလောက်ရှိတဲ့ဟာ ਨੇ ကျွန်တော်ရဲ့ဒီမြေပဲစီလေးပေါ့လက်ထဲမှာခြင်ထားတာ ਨੇ ဂျားထဲမှာရှိတဲ့နေရာတွေကိုဖာခေါ်လဲဆိုရင် empty space လို့ခေါ်တယ်ဘာမှမရှိဘူးနော်အဲ့တော့ကျိုးကပြောမှာပေါ့အဲ့ဆိုအဲ့ထဲမှာလေးတွေမရှိနိုင်ဘူးလားဟုတ်လားဘာမှမရှိဘူးဘယ်လိုပြလေးဟာနဲ့လားလေးတွေမရှိနိုင်ဘူးလားဆိုစဉ်းစားကြည့်နော်လေးဆိုတာပါလေလေး molecules တွေဟာလားအောက်ဆီဂျင်တွေပါတယ်နိုက်ထရိုဂျင်တွေပါတယ်ကာဗွန်ဒိုင်အောက်ဆိုက်တွေပါတယ် molecules ဆိုတာ atom နဲ့လုပ်ထားတာဟုတ်တော့ကျွန်တော်ခုပြောနေ atom တစ်ခုရဲ့အတွင်းက အတင်ရလုတ်ကိုပြောနေတာဖြစ်တယ်เนาะအဲ့တော့ပြောချင်တာလေတောင်မဆန့်အောင်ဟုတ်တယ်မလားလေဆိုတာ attempt လေဟိုက attempt ကိုအတွင်းရဟာပြောနေအဲ့တော့အမှန်နေရလုတ်ကြီးနေရလုတ်ကဘယ်လောက်တောင်များလဲဆိုအဲ့လောက်တောင်များတယ်เนาะ attempt တစ်လုံးမှာ nucleus ကပဲကြီးစေးလောက်ပဲရှိတဲ့အချိန်မှာသူ့ပတ်နေတဲ့ electron orbit ကြီးကဘောလုံးကွင်းတစ်ကွင်းစာရှိတယ်เนาะအဲ့တော့အခုနပြောတဲ့ white dwarf ကဟလာအရန်ကိုတိတ်တီးတယ်အတိတ်တီးတယ်ဆိုတဲ့အိဗယ်ပဲ attempt တစ်လုံးနဲ့တစ်လုံးနဲ့ကတ်နေအောင်ထားထားတယ်ဒါပေမဲ့ဘယ်လောက်ပဲကတ်ကတ်ဟုတ်လားဒီ nucleus နဲ့ electron ကြားမှာရှိတဲ့ဒီ space ကြီးကတော့လွတ်နေတာပဲเนาะအဲ့ဒါကြောင့်ကျွန်တော်တို့ခန္ဓာကိုယ်ဒီလေတကယ်တော့99.9%လောက်ကတကယ်တော့ empty ဟိုဒီ microscopic quantum level မှာဆိုရင်ပြောတာเนาะဟုတ်ပြီအဲ့တော့အခုက white dwarf ကြီးကလည်းအရန်ကိုတိတ်သီးတဲ့ကြောင့် atom တုံးတွေတော့လုံးဝကတ်နေတယ်ဆိုပေမဲ့ atom အတွင်းရရှိတဲ့ structure တွေမပြတ်သွားဘူးเนาะမပြတ်သွားဘူးဆိုတဲ့အဓိပ္ပာယ်ကပါလဲဆိုတော့အဲ့ဒီ electron နဲ့ကလေးရ nucleus နဲ့ electron ကြားမှာ empty space ကြီးရရှိနေတော့မယ် atom တိုင်း atom နဲ့အဲ့ဒီ empty space ရှိနေတော့မယ် ။အဲ့လို space ကြီးကြံနေအောင်ဆက်ပြီးထိန်းထားပေးတဲ့ pressure ကိုဘာခေါ်လဲဆိုရင် electron degeneracy pressure လို့ခေါ်တယ်နော်။ဟုတ်ပြီ။အခုကျွန်တော်ပြောတဲ့ဟိုလာကျေဟိုလာဘာလဲဆိုလို့ရှင်ဟိုနေထက်၈ဆကြီးရဲ့အဆ40အောင်နေတယ်။သူ့ရဲ့ core ကလည်းနေရဲ့1.4 solar master ကြီးပြီးတော့3 solar master ငယ်တယ်။အလားလောက်ချိန်မှာဆိုလို့ရှင်ဘာလို့ဆို gravity ကတအားကိုများသွားပြီ။အဲ့များသွားတဲ့ gravity ကခုနပြောတဲ့ electron degeneracy pressure နဲ့ပိုများတယ်။ ပိုလဲမြားသွားရောဘာဖြစ်လဲဆိုရင်အဲ့ဒီ atom တွေအတွင်းကတိဆောက်ထားတဲ့ structure တွေတော့မတည်မြဲတော့ဘူး။အော် gravity အတင်းကိုဆွဲပြီးဖိချတာဘလောက်တောင်များလဲဆို atom တစ်ခုချင်းစီတစ်ခုချင်းစီမှာရှိတဲ့အဲ့ electron တွေရပါ nucleus တွေပြိုကျလာတယ်အကုန်လုံးပြိုကျလာတယ်နော်အဲ့လိုပြိုကျသွားတဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုရင် neutron star ဆိုတာကြီးပေါ်ပေါက်လာတယ်နော်အဲ့တော့ဆို neutron star ဒီအခုန white dwarf အများကြီးတိတ်တည်တယ်ဘာဖြစ်လို့လဲကျွန်တော်ခုနပြောဆိုတာ atom တစ်ခုချင်းစီမှာ empty space တွေအလောက်တောင်များတာဟုတ်လားဘောလုံးကွင်းတစ်ခွင်းစာရှိတယ်ဟို nucleus ကပဲကြီးကြီးစီစီမှာအဲ့ဒါကြီးတစ်ခုလုံးပြိုကျပြီပဲကြီးကြီးစီစီကပဲကျန်တော့တယ်ဆိုတော့ဘလောက်တောင်မှထပ်ပြီးကြုံသွားတယ်ခုနကြုံသွားပြီးတော့မှထပ်တိတ်တီးသွားတယ်ထပ်ကြုံသွားတယ်အဲ့တော့အဲ့ဒီ neutron star တစ်ခုရဲ့နော်သူ့ရဲ့မြေမှုတ်ကိုဟုတ်လားဖဲ့ရည်စုံတစုံစာယူမယ်ဆိုလို့ရှင်နော်ဘာလဲဆိုရင်တန်မောင်း10000လောက်ရှိတယ်နော်အဲ့တော့10 million tons ပေါ့နော် တန်ချိန်ပေါင်း10တန်းသာတော့အလေးချိန်ရှိတယ်လက်ဖက်ရည်စုံစုံကတော့ဘလောက်တောင် neutron star တွေ energy များတယ်လဲဆိုတာဟို sorry density ကတိတ်သီးစာများတယ်လဲဆိုတာနော်အဲ့ neutron star တိတ်သီးစာတွေများတာမဟုတ်ဘူးခလာအမှုချိန်တွေလည်းများတယ်များတဲ့အပြင်မှာအဲ့ neutron star ကဥပမာ energy တွေများလွမ်းကြည့်လို့ဘာဖြစ်လဲဆိုတော့သူကစက်တိုက်လူလူလဲနေတယ်နော်အဲ့လိုလဲနေတာကိုဘာခေါ်လဲဆိုလို့ရှိရင် pulsar လို့ခေါ်တယ် အင်းကကကျယ်တွေကိုကြည့်တဲ့အခါမှာအချိုးကျယ်တွေအဲ့လိုမှိတ်တုံးမှိတ်တုံးဟိုမဟုတ်တော့ကဘာပေါ်ကကြည့်လို့ရှင်ကျယ်တွေမှိတ်တုံးမှိတ်တုံးဖြစ်တာကိုပြောတာမဟုတ်ဘူးနော်ဒါကလီတုမငိမ့်မသက်ဖြစ်လို့ဖြစ်တာအဲ့ဒါကိုပြောတာမဟုတ်တောက်လိုက်လင်းလင်းတောက်လိုက်လင်းလင်းနဲ့အချိုးစက်ကြဝလားမှာတယ်လီစကုပ်ကသွားကြည့်နေအောင်လို့မျိုးကဘာကိုမီးထိုးသလိုတောက်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 ဖြစ်နေတဲ့ဟာတွေဒီနျူထရွန်စတာနော်ဒီကဒီကကြည့်လို့မှိတ်တုံးမှိတ်တုံးဖြစ်တဲ့ကျယ်ကိုပြောတာမဟုတ်ဘူးနော်အဲ့ဒီနျူထရွန်စတာတွေဒီဘာဖြစ်လဲဆိုတော့အဲ့ဒီလေပတ်မှုကလည်းတအားများတယ်သူ့စီကနေထွက်လာတဲ့ energy တွေကလည်းတအားများတယ် x-ray တွေ camera ray တွေစတိုက်ထုတ်နေတဲ့ pulses တွေဖြစ်တယ် เนาะနောက်ပြီးတော့အဲ့ဒီ neutron star မှာသွားကြည့်လိုက်လို့ရှင် atom ဆိုတာမရှိတော့ဘာဖြစ်လို့လဲဆိုတော့ခုနပြောသလိုပဲ electron တွေဒီ nucleus ထဲကိုပြုတ်ကျလာပြီးတော့ဟို neutron လုံးလိုက်ကြည့်ပဲကျန်တော့တယ်ဟုတ်ပြီအဲ့တော့ချို့ကပြောမှာပေါ့ဟုတ်ပြီအဲ့ဒါဆိုရင် atom ထဲမှာဟာ nucleus ထဲမှာ proton ရယ် neutron ရယ်ရှိတယ်အပြင်ကနေပတ်နေတာ electron လို့ပြောတယ်အဲ့ဆို electron တွေဘာကြီးဘယ်ပြတ်ကုန်လဲ equation ပြောမယ်ဆိုဒီလိုလေ electron ကပြုတ်ကျလာပြီးတော့အထဲမှာရှိတဲ့ proton နဲ့ပေါင်းတယ် electron ကအနှုတ်ဓာတ် proton ကအပေါင်းဓာတ်ပေါင်းလိုက်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ neutron ဖြစ်သွားတယ် နော်နျူထရိုနိုဖြစ်တယ်မှာဖြစ်စင်မှာနျူထရီနိုဆိုတာကြီးတသက်ထထွက်လာတယ်နော်နျူထရီနိုကရေးမကြီးအဲ့ဒီဖြစ်စင်ဖြစ်တာအဲ့တော့အတမ်ထဲမှာငကွာရှိပြီးသားနျူထရွန်လည်းနျူထရွန်အတိုင်းပဲကြံမယ်ပြုတ်ကျလာတဲ့အီလက်ထရွန်ကလည်းပရိုတွန်နဲ့ပေါင်းပြီးတော့နျူထရွန်အတိုင်းပဲကြံမယ်အဲ့ဒါကြောင့်သူ့မှာနျူထရွန်တွေကြီးပဲရှိတော့တယ်အတမ်ဆိုပြီးတော့မရှိတော့ဘူးအဲ့ကြောင့် immediate immediate အတောင်သိသိတာဖြစ်တယ် ဟုတ်ပြီเนาะဒါက neutron star တခုရဲ့ဖြစ်ပေါ်လာပုံเนาะအဲ့ neutron star ကို neutron star ကိုကျွန်တော်တို့ဒီဟိုက x-ray telescope တို့ gamma ray telescope တို့နဲ့ကြည့်တဲ့အခါမှာဘာဖြစ်လဲဆိုအဲ့ဒီကနေပြီးတော့ x-ray တွေကလည်းနင်းငံထွက်နေတော့မယ် gamma rays တွေလည်းနင်းငံထွက်နေတော့မယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပြုတ်ကျသွားတဲ့အချိန်မှာရှိတဲ့နောက်ဆုံး energy ကလည်းအင်မတန်ကိုများတယ်ဟုတ်ပြီเนาะပြီးတော့မှဒါဘေးမှာပတ်ပတ်လဲမှာတော့ supernova ပေါ့ဟုတ်ပြီ ဒါကတပိုင်းဖြစ်စဉ်တစ်ခုနောက်ထပ်ဖြစ်စဉ်တစ်ခုဖြစ်စဉ် B ပေါ့ဖြစ်စဉ် B ကတော့ဗာလဲဆိုလို့ရှင်အခုနပြောသလိုစူပါနိုဗာဖြစ်သွားပြီးကြံခဲ့တဲ့ကောရဲ့အလေးချိန်က3 solar mass တများခဲ့ရင်ဒါမို့လေ original jet size ကဟလာ40 solar mass ပေါ့ဒါကြည့်နေလုံး40လောက်ထပ်များခင်အဲ့ထပ်ပူပြီးများခင်ကြတော့ဖြစ်စင်ကအခုနာနေတော့တူတယ်ဟလာပဒါပေးမယ်ဘာကွာလဲဆိုရင် အခုနာနျူထရွန်တွေအကုန်လုံးတစ်လုံးနဲ့တစ်လုံးနဲ့အကုန်ပေါင်းနေတယ်အရန်တိတ်တည်တယ်ဒါပေမဲ့တစ်လုံးနဲ့တစ်လုံးနဲ့ကြားမှာတော့ထပ်ပြီးမဝင်သွားအောင်ဘာဖြစ်လို့ဆိုရင်နျူထရွန်ဒီဂျန်နရေစီပရက်ရှာဆိုတာထပ်ရှိတယ်เนาะအဲ့ဒါပြန်ပြီးတော့တောင်းထားတယ်ဒါပေမဲ့အခုနာလောက်များတဲ့နေအလုံး40ထက်ကျော်ပြီးတော့များတဲ့ကြေအားဖြစ်လာတဲ့ကောအဲ့ဒီကောကလေနေ၃လုံးစာထပ်ပို့ပြီးတော့လေးတယ်ဆိုလို့ရှိရင် အဲ့မှာရှိတဲ့ gravity ကများလုံးအကြီးတဲ့အတွက်ကြောင့်မလို့အဲ့ neutron degeneracy pressure ကိုတောင်ထပ်ပြီးနိုင်သွားတယ်။နိုင်သွားတယ်ဆိုအဲ့ neutron star ကြီးတစ်ခုလုံးကထပ်ပြီးတော့ပြိုကျသွားတယ်။ပြိုကျသွားပြီးတော့ဟလာ singularity လို့ခေါ်တဲ့ဟလာအစုံသက်မရှိအောင်သေးလွန်းတဲ့အမှတ်တစ်ခုဖြစ်သွားတယ်။ black hole ဆိုတာကြီးပေါ်လာတယ်။ဟုတ်ပြီနော်။အဲ့ဒီဖြစ်စဉ်ကဒါအင်မတန်အင်မတန်အင်မတန်ကိုကြီးလွန်းတဲ့ကျယ်တစ်ခုရဲ့ဘဝနေကုန်ကတော့ဒါပဲ black hole ဖြစ်သွားတယ်။ black hole ဖြစ်သွားပြီဆိုလို့ရှိရင်နော်ဘာဖြစ်လဲဆိုရင် အင်မတန်ကိုတိတ်တီးလွန်တယ်ဘလောက်တိတ်တီးလဲဆိုတော့ကျွန်တော်ခုနပြောသလိုကလက်ဖေးရည်စုံကိုမနဲ့တန်ဆိုပြီးကျွန်တော်ပြောပြလို့မရတော့ဘူးတိုင်းထွာလို့လည်းအင်မတန်ကိုခက်ခဲသွားပြီတိုင်းလို့တော့ရတာပေါ့နော်ဒါဟို orbit velocity တွေဘိုင်းနဲ့တိုင်းလို့ရတယ်ပြီးတော့အဲ့ဒီမှာဆိုလို့ရှိရင်ဟလာ gravity အရင်များတယ်လို့ပြောလဲရတယ်ဒါပေမဲ့ဟလာတိတ်တီးလေးလေး gravity များလေးလေ white dwarf ကတိတ်တီးရဲ့ gravity များတယ် neutron star ပိုတိတ်တီးရဲ့ gravity များတယ်အဲ့တော့ black hole ဒီအသိအသီးဆုံးဖြစ်တဲ့တော့ gravity အများဆုံးเนาะ အဂရာဗတီအများဆုံးဆိုသူ့နာမရှိတဲ့ဟာတွေအကုန်လုံးလေးသူကဆွဲတယ်နော်အဆွဲပြီးတော့သူ့ထဲကိုဆွဲယူလိုက်တယ်ပေါ့စားပလိုက်တယ်ပေါ့အဲ့လိုမျိုးရှိတယ်ဒါပေမဲ့ black hole မှာကျွန်တော်ဘယ်လိုပြောရဆိုအဲ့ဒီအတွင်းမှာတဲ့လင်းအောင်ရှိမယ်ဆိုရင်အဲ့အလင်းကအပြင်အောင်ထွက်လို့မရဘူးတဲ့အဲ့လိုပြောရဆိုတော့ဟို gravity ဆိုတာအလင်းအောင်မတက်ရောက်အောင်လीဘာဖြစ်လို့ဆိုတော့အလင်းအောင်မှာအလေးချိန်မရှိဘူး mass မရှိဘူး gravity ဆိုတာ mass ရှိတဲ့ဟာကိုပဲတက်ရောက်သွားတာ တော့အဲ့ဒီနေရာမှာဆိုရင်ညူတန်ရဲ့ physics ကမှာစပြီးတော့မှာသွားပြီးအိုင်စတိုင်ရဲ့ physics ကိုမှရတော့မယ်အိုင်စတိုင်ကဘာပြောလဲဆိုတော့ gravity ဆိုတာဒီလိုအားမဟုတ်ဘူးအ gravity ဆိုတာ mass ရှိတဲ့အရာဝတ္ထုတိုင်းဟာသူ့နားမှာရှိတဲ့ space time space time လို့ခေါ်တဲ့ဟလာကွန်ရက်ကြီးကိုသူက half လုတ်စီတယ်ပေါ့တော့သူ half လုတ်တယ်ဆိုတာရစ်ပတ်နှွေလိုက်တယ်ပေါ့အဲ့လိုမျိုးဖြစ်တယ်เนาะအဲ့ဒါကြောင့်မလို့ အဲ့ဒီ black hole ကကျတော့ density အရန်များလွမ်းကြည့်တယ်ကျွန်တော်သူ့ဘေးနားမှာရှိတဲ့ space time ကလည်းအရန်ကိုတုံ့လင်ကောက်ကွေးဖြစ်သွားတယ်ဘလောက်တောင်ဖြစ်သွားလဲဆိုလို့ရှင်အလင်းအောင်ပြန်ထွက်လို့မရဘူးဒါ black hole black hole အကြောင်းတော့ကျွန်တော်နောက်မှအသေးစိတ်နောက်တစ်ခါအပီဆိုဒ်လုပ်ပြီးလို့လေပြောပါအောင်မယ်ကဲဒါဆိုလို့ရှင်တော့အခုကျယ်လေးနဲ့ပတ်သက်လို့ကျွန်တော်အကုန်လုံးခြုံပြီးတော့ပြောပြသွားပြီ recap အနေနဲ့လောက်ရမယ်ဆိုလို့ရှင်တော့ပထမဆုံးမှာတော့ကျွန်တော်ကျယ်လေးရဲ့ introduction ပေါ့နော်အဲ့တော့ nuclear reaction တွေဖြစ်တဲ့အကြောင်းတွေအကြမ်းမြင်ပြောတယ်ပြီးတော့ classification မှာ ဘာလဲဆိုတော့ဂျယ်တွေအရောင်နဲ့ခွဲမလား surface temperature နဲ့ခွဲမလားဟို size နဲ့ခွဲမလားဒါတွေကျွန်တော်တို့ရှင်းပြတယ်ပြီးတော့ main sequence star တွေ red giant တွေ white dwarf တွေဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောခဲ့တယ်ပြီးတော့ဂျယ်တွေရဲ့မွေးဖွားလာမှုဟာလာဒီ nebula လို့ခေါ်တဲ့ gas cloud ကနေပြီးတော့မှတဖြည်းဖြည်း gravity နဲ့ဆူ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 ပြီးတော့ proto star လို့ခေါ်တဲ့ပါကလေးဂျယ်လောင်းလေးတွေအရင်မွေးတယ်ပြီးတော့မှတကယ်တကယ်ဂျယ်ကြီးတွေစပြီးတော့ဖြစ်သွားတယ်ကျယ်တွေဖြစ်တဲ့အခါမှာ nuclear reaction ဘယ်လိုဖြစ်တယ်လဲ proton တွေဘယ်လိုပေါင်းတယ်လဲ energy တွေဘလို့ထွက်တယ်လဲသူ့ရဲ့တက်တန်းနေကုန်ကန်နီးမဆိုလို့ရှင်ဟလာဂျယ်လီယာဟိုက်ဒရိုဂျင်နဲ့ချက်လို့မလုံလောက်တော့ကမှာဟီလီယမ်ပြောင်းနေဟီလီယမ်မှနေကာဗွန်နဲ့အောက်ဆီဂျင်တွေထွက်တယ်အရန်ကြီးလွန်းတဲ့ဂျယ်တွေကြတော့ gravity အရန်များတယ် nuclear reaction များများထပ်ဖြစ်လို့ရတယ်အဲ့တော့ဘာဆိုကာဗွန်အောက်ဆီဂျင်တွေနေမရက်ဘူးဘာဖြစ်လို့ဆို neon တွေဆက်ဖြစ်တယ်နောက် silicon တွေ ion တွေဓာတ်တွေဖြစ်တယ်နော်ဒီဖြစ်စဉ်တွေရှိမယ်နောက်ပြီးတော့အဲ့ဒါတွေအကုန်လုံးဖြစ်ပြီးမှမရတော့ဘူး လောင်စရာလုံးဝလောင်စာမကြံတော့ဘူးဆိုတဲ့အချိန်မှာကျဲတွေကတက်တန်းကုန်တယ်။အဲ့မှာတော်ယုံတယုံ size တွေအလဲအလဲ size ရှိတဲ့ကျဲတွေကဘာဖြစ်လဲဆိုတော့ white dwarf ဆိုတာဖြစ်သွားတယ်။ဘေးနားမှာ planetary nebula လို့ခေါ်တဲ့ဟိုအမုံအွားတွေပြန်ပြီးတော့ဖြန့်ကျဲပေးလိုက်တယ်။နောက်ထပ်ကျဲတွေထပ်ပြီးတော့ဖြစ်လို့ရတယ်။အဲကျွန်တော်တို့နေထက်ရှစ်ဆကျွန်တော်တို့နေရဲ့ရှစ်ဆထပ်ပို့ပြီးကြီးတဲ့ကျဲတွေကြတော့ပျက်စီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်ဟိုဟာဘာဖြစ်လဲဆိုရင်အကြီးကျယ်မဟာပောက်ကွဲမှုဖြစ်တယ်ဖြစ်ပြီးတော့ခါမှာစူပါနိုဗာဆိုတာဖြစ်တယ် အဲ့ဒီ supernova မှာဖြစ်သွားတဲ့အချိန်မှာအာယွန်တန်ထပ်ပို့ပြီးလေးတဲ့ element တွေဖြစ်တဲ့ရွှေတို့ငွေတို့ဓာမျိုးတွေ element တွေထိဆက်ပြီးတော့ထပ်ဖြစ်လာတယ်ဘာလို့ဆိုပောက်ကွဲမှုအင်မတန်ကိုကြီးရဲ့ supernova မလို့အဲ့လို supernova ဖြစ်ပြီးတော့ခလေးကကောကဘာဖြစ်တယ်လဲဆိုလို့ရှိရင်အဲ့ဒီအကြီးမှမှဟလာတကယ်မကြီးတကြီး like ဟိုဟာအဲ့ဒီအကြီးဆုံးကျယ်မှာမှဟလာနည်းနည်းလေးတိတ်မကြီးတဲ့ကျယ်ကကြတော့ neutron star ဖြစ်တယ်အရန်အရန်ကိုကြီးလုံးတဲ့ကျယ်ကြတော့ black hole ဆိုတာပြီးတော့ဖြစ်တယ် ဒါဆိုလို့ရှင်တော့ကြယ်လေးနဲ့ပတ်သက်လို့ Galaxy နဲ့ပတ်သက်လို့တော်တော်လေးပြည့်စုံပြီလို့ထင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ The Nerdy Space ပါ။